ဘက်ထရီအိုးတွေမပြည့်စည်ဘဲနဲ့ကြာချီအသုံးပြုနိုင်အောင်ခြားခြားနဲ့ဘက်ထရီဈာထဲမှာဈာကန်အနေနဲ့အသုံးပြုလို့ရတယ်ဒီကက်ကလေးကဘယ်လိုအသုံးပြုရသလဲဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးပါမယ်အင်းဆိုပြီးတော့ပြထားတယ်ဒီဘက်ချမ်းက ခြားခြားဝင်ဖို့အတွက်ဒီမှာအပေါင်းတို့လည်းဒီမှာပြပေးထားတယ်ဒီမှာ VAT ဆိုပြီးတော့ပြပေးထားတဲ့ဒီပဲချမ်းကကြတော့ဒါဘက်ထရီကိုချိတ်ဖို့အတွက်ဒီမှာလည်းအပေါင်းတို့ပြပေးထားတယ်ဒီကကိုကျွန်တော်အသုံးပြုတော့မယ်ဆိုလို့ရှိရင်ကိုအသုံးပြုခြင်းတဲ့ဘက်ထရီကိုဒီမှာတာမီနယ်အပေါင်းတို့မှအောင်အရင်ချိတ်မယ်ချိတ်ပြီးတော့မှကိုကြိုက်တဲ့ setting ကိုချိတ်မယ် setting ချိန်တဲ့အားဒီမှာခလုတ်နှစ်ခုပါတယ်ဒီခလုတ်နှစ်ခုက low voltage တွေနဲ့ high voltage တွေကိုကျွန်တော်တို့ကချိန်ဖို့အတွက်ဒီမှာ default အနေနဲ့ကတော့ low voltage ကိုတွဲဖို့နဲ့လာတယ် high voltage ကိုကြတော့14.2ဖို့နဲ့လာတယ် အဲ့တော့ကိုကြိုက်တဲ့ဘိုးတွေကိုပြောင်းလို့ရတယ်လိုဘိုးတွေဆိုရင်လည်းတွဲဘိုးမကြိုက်ဘူးကိုက11ဘိုးဆိုရင်လည်းကိုကြိုက်တဲ့ဘိုးတွေကိုပြောင်းလို့ရတယ် high ဘိုးတွေလည်းကိုကြိုက်တဲ့ဘိုးတွေကိုပြောင်းလို့ရတယ်เนาะကျွန်တော်ကဒီမှာဘက်ထရီနေရာမှာဒီ power supply ကိုကျွန်တော်အသုံးပြုပြီးတော့ဒီမှာစမ်းပြပေးမယ်เนาะအနက်ရောင်ဖြစ်တဲ့အတွက်ဒီ minor ဘက်ကိုကျွန်တော်ဒီမှာချိန်လိုက်မယ်เนาะဒီမှာအနီရောင်ကလေးကိုအပေါင်းဘက်ကိုကျွန်တော်တို့မှအောင်ချိန်လိုက်မယ် ဒီမှာချိတ်လိုက်တာနဲ့ဒီမှာကနန်းပြတယ်เนาะဒီပြတဲ့ကနန်းကဒီမှာဘက်ထရီမှာရှိနေတဲ့ဘိုးတွေကိုပြပေးတာကျွန်တော်ဒီမှာ power supply နဲ့ချိတ်ထားတာဖြစ်တဲ့အတွက် power supply မှာ14.4ဘိုးဆိုပြီးတော့ပြပေးတယ်ဒီမှာမင်းအနေနဲ့မလင်းသေးတာကဒီမှာဘက်ထရီဟိုးကိုအားမသွင်းသေးဘူးဆိုတဲ့သဘောမျိုးเนาะဒီဘက်မှာကျွန်တော်တို့ charger ချိတ်ထားတယ်ဆိုလို့ရှိရင်ဒါ charger ကလာတဲ့ power ကဒီဘက်ထရီဘက်ကိုမရောက်သေးဘူးအဲ့တော့အားမဝင်သေးဘူးပေါ့เนาะအဲ့တော့အားကဘယ်ချိန်မှဝင်မှာလဲဆိုလို့ရှိရင်တတ်မှတ်ထားတဲ့လိုဘိုးတွေကိုရောက်တော့မှ ချာချာကအားဝင်မှာဖြစ်တယ်เนาะအဲ့တော့ဒီမှာလိုဘိုးတွေဘယ်လောက်သတ်မှတ်ထားတယ်လဲဆိုတာကိုသိဖို့အတွက်ဒီကလုတ်ကလေးကိုကျွန်တော်နှိပ်ပြီးတော့ကြည့်လို့ရတယ်เนาะဒီမှာဒီကလုတ်ကလေးကိုကျွန်တော်ဒီမှာတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်လိုဘိုးတွေကိုပေါ်လိမ့်မယ်เนาะဒီမှာဒီမှာတွဲဖို့ဆိုပြီးတော့ပေါ်တယ်ခဏနေဒီမှာဗတ်ရီဘိုးရဲ့ဘိုးတွေကိုပြန်ပြီးတော့ပေါ်လိမ့်မယ်ဒီလိုပဲ high ဘိုးတွေကိုကျွန်တော်တို့သိကျင်တယ်ဆိုလို့ရှိရင်ဒီဘက်ကလုတ်လေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်နေလိုက်ရင်ဒီမှာ high board 40.2ဆိုပြီးတော့ပေါ်လိမ့်မယ်ဒါ default အနေနဲ့လာတဲ့ဟာဒီ low board နဲ့ high board တွေကိုကိုကြိုက်တဲ့ board တွေကိုပြောင်းထားလို့ရတယ်เนาะ အဲ့တော့ကျွန်တော်တို့ကဒီကတ်လေးကိုတကယ်လုံးမလုံးကျွန်တော်စမ်းကြည့်မယ်ဒီဘိုးလေးကိုကျွန်တော်ရှော့လိုက်မယ်ရှော့လိုက်လို့ရှိရင်ဒီမှာလိုးဘိုးတွေကတွဲဖို့ဖြစ်တဲ့အတွက်တွဲဖို့ရောက်တာနဲ့ဒီမီနီလေးကလင်းရမယ်နော်အဲ့တော့ကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်ရှော့လိုက်မယ်နော်ဒီမှာကျွန်တော်ဒီကောင်ကိုရှော့လိုက်မယ်တွဲဖို့လောက်ရောက်အောင်ကျွန်တော်ရှော့လိုက်မယ်။နောက်ဒီမှာဆိုရင်တွဲ point 5ရောက်နေပြီ။အဲ့တော့ဒီကောင်လေးနဲ့ကျွန်တော်ဒသမခန်းလေးကိုကျွန်တော်ရှော့ကြည့်လိုက်မယ်။ဒီမှာတွဲ point 4ရောက်နေပြီ။ဒီမှာတွဲ point 4ရောက်နေပြီ။တွဲဖို့ရောက်တာနဲ့သူကဒီမှာရှိတယ်မီးအနီလေးလင်းလိုက်မယ်။အဲ့တော့ကျွန်တော်ဒီမှာဆက်ပြီးတော့ ရှော့လိုက်မယ်နော်ဒီမှာဆိုရင်12 point 1နဲ့ဒီမှာတွဲဖို့နော်ဒီမှာတွဲဖို့နဲ့တွဲဖို့အောင်ရောက်တာနဲ့ဒီမှာဒီမီနီလေးရလင်းမယ်မီနီလေးလင်းတဲ့တင်ကြတာကဒါပထရိုးကိုခြာကျင်ရလာတဲ့အားတွေသွန်းနေပြီအားဝင်နေပြီပေါ့နော်ပထရိုးကိုအားသွန်းနေပြီအဲ့တော့အားသွန်းနေနဲ့အားပြေလာတဲ့ဆိုလို့ရှိရင်ဒါ high volume ကိုရောက်လို့ရှိရင်ဒီမီနီလေးရပြန်ပြီးတော့မှိတ်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော် high volume ကဒီကတ်မှာ defo က40.2ဖြစ်တဲ့အတွက်ကျွန်တော်40.2ကိုချိန်ကြီးလိုက်မယ်နော် ဒီမှာဆိုရင်ဒါ40.2ကျော်သွားတာနဲ့ဒီမှာဒီမီနီလေးကမှိတ်သွားပြီเนาะဒါဆိုလို့ရှိရင်ဒါအားမသွန်းတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ low board တွေနဲ့ high board တွေကိုဘယ်လိုချိန်ရမလဲဆိုလို့ရှိရင်ကိုက low board တွေကိုချိန်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒီ club ကလေးကိုဒီမှာကြာကြာလေးဖိထားလိုက်ဖိထားလိုက်လို့ရှိရင်ကဏန်းလေးတွေခုံလာလိမ့်မယ်เนาะဒီမှာဒီလိုမျိုးကဏန်းလေးတွေခုံလာပြီဆိုလို့ရှိရင်ဒီမှာဒီကောင်ကိုနှိပ်လို့ရှိရင်ကဏန်းကဒီမှာညော့မယ်ဒီမှာညော့ခြင်းဒီဘက် club ကိုနှိပ်မယ်တိုးခြင်းနဲ့ဆိုရင်ဒီဘက် club ကိုနှိပ်မယ်เนาะ တော့ဒီမှာကျွန်တော်တို့ရဒီမှာ12 point 6ဒါဆိုလို့ရှင်12 point 5เนาะဒီကနန်းကကိုချင်းချင်းနဲ့ကနန်းကိုရောက်ပြီဆိုလို့ရှင်ခနားလောက်ဒီမှာဒီတိုင်းထားလိုက်မယ်50ကလောက်နေလို့ရှင်သူ့အတူဒီမှာဗီဒီယိုမှာရှိနေတဲ့ဘိုးကနန်းကိုပြန်ပြောင်းသွားလိုက်မယ်ဒါဆိုလို့ရှင်ဒါကကိုရဲ့ low voltage တွေမှာချိန်ပြီးသွားပြီဒီမှာ12 point 5ရောက်သွားပြီအဲ့တော့ကျွန်တော်တို့ high voltage တွေကိုချိန်ချင်းတယ် high voltage တွေကိုချိန်ချင်းတယ်ဆိုလို့ရှင်ဒီဘက်ကခလုတ်ကလေးကိုကြာကြာလေး feed ထားလိုက်ဒီမှာဒါဖိထားလိုက်လို့ရှိရင်ဒီမှာကနန်းလေးပြေးလာလိမ့်မယ်ပြေးနေလို့ဆိုရင်ဒါကျွန်တော်တို့က ဒီဘက်ခလုတ်ကိုနှိပ်ရင်ဒီမှာကနန်းကတိုးမယ်ဒီဘက်ခလုတ်ကိုနှိပ်ရင်ဒါကနန်းကယော့မယ်ဒါဆိုလို့ရှိရင်73.3ခွန်းเนาะဒါ high board က73.3ခွန်းဒီတိုင်းလေးပြစ်ထားလိုက်ပြန်ပြီးတော့ညင်သွားပြီเนาะဒီမှာဒါဆိုလို့ရှိရင်ဒါ14.4ဆိုတာကဒီဘက်ထရီရဲ့အဝင်ဘိုးလေးကိုပြတာဒါအဓိကလေးကဘက်ထရီတွေကိုအသုံးပြုတဲ့အခါမှာအသုံးပြုနေရင်လည်းအားနည်းနေတာကိုမတိပဲနဲ့ဆက်ပြီးတော့အသုံးပြုမိလိုက်လို့ဘက်ထရီတွေပျက်စီးသွားတာမျိုးဒီအာသွန်းတဲ့အခါမှာဆိုရင်လေဘထီယိုးကအားပြည့်နေတာကိုကိုကမသိဘဲနဲ့ဆက်ပြီးတော့အားတွေသွန်းပြီးလို့မို့ဘထီယိုးတွေပြည့်စည်သွားတာမျိုးမဖြစ်ရအောင် လိုဘိုးလေးတို့ဟိုက်ဘိုးလေးတို့ကိုအနှစ်သက်သလိုစတင်ချိန်လို့ရတဲ့ကတ်လေးဖြစ်ပါတယ်เนาะဒီကတ်ကလေးကိုကျွန်တော်အသုံးပြုပုံလေးကိုဒီမှာပြောပြပေးတာဖြစ်ပါတယ်ဒီကတ်ကလေးကိုကိုယ့်အတွက်အသုံးလို့ရဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ခင်ဗျာ